တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကချပြထားတဲ့တမတော်သဘောထား6ချက်ကိုအစိုးရကိုယ်စားလှယ်တွေဘက်ကကင်ဆယ်ဆွေးနွေးလာတာဟာသဘောတူညီမှုရရှိထားတဲ့စာချုပ်ပါအချက်တွေနဲ့ကန့်ညင်မှုမရှိပြန်ဖြစ်နေပြီးအပြည့်အခက်ရစဲရေးသဘောတူစာချုပ်အတွက်အစားကနေပြီးပြန်ဆွေးနွေးရမယ့်အခြေအနေတွေဖြစ်ခဲ့တယ်လို့ဦးနိုင်ဟန်သာကပြောပါတယ်။ဟိုအင်္ဂလိပ်ဘက်ကအစုပြုတဲ့တမတော်ကိုပြီးတော့တမတော်တွင်ဆောင်ဖို့နော် အဲ့ဒါကိုပြပြတောက်ဖို့ဆိုတဲ့အပိုင်းကိုသူတို့ကတော့ညစ်ပယ်ချင်တဲ့သဘောပါတယ်အဲ့ဒီကိစ္စကိုဘယ်လိုနည်းနဲ့ဒီလန့်ရှာမလဲပေါ့လေအဲ့ဒါဒါပြင်လက်တော်လောကလာမှာအစိုးရစစ်တပ်ကတိုင်းရင်းသားလက်နက်ကင်နေမျိုးတွေကိုထိုးစစ်ဆက်တိုက်ဆင်နွှဲလာတာဟာငင်းငင်းရေးဆွေးနွေးပွဲတွေရဲ့အရှင်နေဟာမကောင်းဘူးလို့ဦးနိုင်ဟန်တာကပြောပါတယ်။အခုတလောမှာဆိုရင်ဒီဒီတောင်ပိုင်းမှာလက်တီဗီနဲ့နော်ဟိုဇာဘော KU နဲ့လက်ထိုက်လျောက်ပြဿနာတွေတက်နေ ွာသေးတယ်နော်ဟိုမှာရဲဘော်ပြောက်ပြေးတဲ့ကိစ္စဒီ GB ရော KNU အာ KNLAPC ရောနော်နောက် KNU နဲ့ဘာဒီတောင်ပိုင်းမှာလည်းဥမာဒီမြောက်ဒီဝန်ကျင်မှာဆိုတော့တော်တော်လေးကိုဆူညံလာတယ်မြောက်ပိုင်းမှာလည်းဒီဥစားဘောရှမ်း SSA ကိုเนาะတော်တော်လေးကိုပြတိုက်နေတယ်။နောက်ကချင်ကိုလည်းဒီတလောမှာဒီကချင်တပ်မှ၄နယ်ဘက်မှာလည်းတိုက်ပွဲတွေပြီးပြီးတော့ပြန်ဖြစ်လာ။အရင်ကတော်တော်လေး ညေကြနေပါတယ်เนาะအခုကပူပြီးတော့ဖြစ်လာတယ်ဒါတွေကဆက်ဆက်ကြည့်လိုက်ရင်တစ်ဖက်ကဘုရားဘောအချိန်နဲ့အားလုံးကဒါတွေကဆက်ဆက်နေတယ်เนาะဒါကတော့သူ့ဟာနဲ့သူအလိုလိုဖြစ်လာတာမဟုတ်ဘူးလို့အငယ်လို့ထင်တယ်လေဘုရားဘောကာဝေယဥစည်းချုပ်ကလည်းပြောကလည်းတမျိုးပြင်ထန်လာတယ်နောက်နိုင်ငံရေးဆွေးနွေးပွဲမှာလည်းဘုရားဘောဘုရားဘောနားလည်မှုရနိုင်တဲ့အနေထားမျိုးနဲ့ ဒီဆက်ဟိုဆွေးနွေးတဲ့ပုံစံနဲလာတာပေါ့ဗျာသူတို့ကြိုက်တဲ့ပုံစံမျိုးပဲသူတို့တွင်းတယ်နောက်ပြီးတော့မှဒီစီရီကလည်းပို့ပြီးတော့ဖြစ်လာတယ်ဆိုတဲ့အနေအထားမျိုးချုပ်ငုံကြည့်ရင်ဒီနိုင်ငံရေးဆွေးနွေးပွဲခြေနေကပစုံလို့ကိုချုပ်လိုက်ရင်ခြေနေကတိတ်မကောင်းဘူးအန်စီစီဒီအဖွဲ့ရဲ့အစည်းအဝေးမှာ ပြီးခဲ့တဲ့စက်တင်ဘာလကပိုင်းကအစိုးရနဲ့တွဲဆုံခဲ့ခြင်းကသဘောတူညီမှုမရခဲ့တဲ့အချက်အလက်တွေကို ဘလို့နီးလန်းရှာမလဲဆိုတာကိုပြန်လည်သုံးသတ်တာတရင်သားလက်နက်ကင်အဖွဲ့တွေရှိတဲ့ကရင်ရှမ်းကရှင်ဒေသတွေမှာလက်တလောတိုက်ပွဲတွေပြန်လည်ဖြစ်နေတဲ့အကြောင်းတွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာပြန်ဖြစ်လာတဲ့ပြစ်ခတ်တိုက်ခိုက်တာတွေအများဆုံးရပ်ဖို့ကိစ္စကိုလည်းရှမ်းတရင်သားနိုင်ငံရေးပါတီတွေနဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့တွေရဲ့ခေါင်းဆောင်တွေကသမရဥသိမ်းစိန်စီကိုစာတစောင်ရေးသားတောင်းဆိုထားတယ်လို့သိရပါတယ်။ ဘန်ကောက်မြို့မှာ၃ရက်ကြာကျင်းပခဲ့တဲ့ရှမ်းကောင်းဆောင်တွေရဲ့အစည်းအဝေးမှာလည်းရှမ်းပြည်နယ်ထဲမှာအစိုးရရဲ့ထိုးစစ်ဆင်နေတာတွေထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ရှမ်းတိုင်းရင်းသားကောင်းဆောင်တွေကသမရဦးသိန်းစင်စီရေးခဲ့တဲ့ပေးစာမှာရှမ်းပြည်တပ်မတော် SSPB SSC နယ်မြေကိုအစိုးရစစ်တပ်တွေကထိုးစစ်ဆင်နေတာဟာသမရကိုယ်တိုင်ဥဆောင်တည်ဆောက်နေတဲ့ငင်းငင်းရင်လုပ်ငန်းစဉ်နဲ့မြန်မာတပ်မတော်ကိုယ်တိုင်ချမှတ်ထားတဲ့မူရှောက်ရက်နဲ့လည်းစန့်ကျင်သွေးဖီနေတယ်လို့ရှမ်းတိုင်းရင်းသားကောင်းဆောင်တွေကဖော်ပြခဲ့ကြပါတယ်ခင်ဗျာ။